လူတွေဟာထိခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိသေးဒီကောင်မတော်အချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ်မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓာဆိုတဲ့ စိတ်တုံမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ဘာကမရဘူးထိကနေရှိ စိတ်တူတယ်။အာစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါတယ်။နောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုရှင်းချဖို့လိုအပ်တယ်။ ။ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်ပဲနဲ့မေတ္တာသက်ဝေခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲအပြစ်ကိုဘယ်တော့မှမရှုနဲ့ ကောင်းတဲ့အွက်ကလေးကိုသာရှိကောင်းွက်ကိုရှာမေတ္တာကိုပွား